အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်ဦးတန်းကုလသမဂ္ဂအတွင်းကြုံဖြစ်လာပြီးတဲ့နောက်ပိုင်းရင်ဆိုင်ရတဲ့ပြဿနာတွေအကြောင်းကိုပြောပြသွားမှာပါခင်ဗျာကျွန်တော်ဦးတန်းကုလသမဂ္ဂအတွင်းကြုံတာဝန်ထမ်းဆောင်နေတဲ့အချိန်ပေါ့နော်၁၀နှစ်ကျော်ကာလမှာဒီကဘာပေါ်မှာဖြစ်ပျက်နေတဲ့ပြဿနာလေးတွေအကြောင်းကိုကျွန်တော် ပြောပြသွားမှာပါခင်ဗျာဥသက်ဒီကုလသမဂ္ဂအတွင်းမှုချုပ်ဖြစ်လာပြီးတော့ပထမသက်တမ်းမှတင်ကိုကဘာစစ်ကြီးဖြစ်တော့မလို့လို့ဖြစ်ခဲ့ပါတယ်ခင်ဗျာအဲ့ဒါကတော့အားလုံးသိကြတယ်ဂျူဘာကြီးပေါ့နော်ဂျူဘာဆိုတာကဒီအမေရိကန်နိုင်ငံသားမှရှိတဲ့ဂျွန်းနိုင်ငံလေးတစ်ခုပါဆိုတော့အဲ့ဒီနိုင်ငံကိုအကြောင်းပြုပြီးတော့တတိယကဘာစစ်ဖြစ်တော့မလို့လို့အချိန်ထိရောက်သွားခဲ့ပါတယ်ခင်ဗျာပြီးလို့ရှိရင်ပေါ့နော်ပထမကဘာစစ်ဖြစ်ပြီးတော့နှစ်နှစ်ဆယ်လောက်ကြာမှာပဲဒုတိယကဘာစစ်ထပ်ဖြစ်ပါတယ်နောက်တစ်ခါအခုဒုတိယကဘာစစ်ဖြစ်ပြီးတော့နှစ်နှစ်ဆယ်လောက် ကာလမှာဒီလိုမျိုးကျူပါပြဿနာကိုရင်ဆိုင်ရတာပါအဲ့ဒီခါကျတော့တကဘာလုံးကဟာအခုကုလသမဂ္ဂအဖွဲ့ကြီးကလည်းပဲအရင်နိုင်ငံပေါင်းချုပ်အသင်းကြီးလိုပဲနှစ်20လောက်ဝယ်ပေါ့နော်ကဘာငင်းချမ်းကြီးကိုထိန်းသိမ်းထားနိုင်ပြီးတော့ဒီတတိယကဘာစစ်စားတော့မဲဆိုပြီးတော့တကဘာလုံးကထိန်းလန့်နေကြတာပါခင်ဗျာအခုဖြစ်မဲ့စစ်ပွဲကကြတော့ပေါ့နော်ဒီပထမကဘာစစ်ဒုတိယကဘာစစ်လိုမျိုးမတူတာအကြတော့နျူကလ িয়ার လက်နက်ပိုင်နေတဲ့နိုင်ငံက ချာဖို့လုပ်နေကြတာပါအခက်မသိရင်ဒီကဘာကြီးပါပျက်စီးသွားနိုင်ပါတယ်ခင်ဗျအဲ့တော့တကဘာလုံးကရင်တထဲထဲနဲ့စောင့်နေကြတဲ့အချိန်မှာဒီမှာပြဿနာရဲ့အစကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဂျူဘာနိုင်ငံဆိုတာကပေါ့နော်စပိန်စီကလွတ်လပ်ရခဲ့ပါတယ်အဲ့ဒီလွတ်လပ်ယူတော့လည်းပဲအမေရိကန်နိုင်ငံအကူအညီယူပြီးတော့လွတ်လပ်ရခဲ့တာပါခင်ဗျအဲ့ဆိုတော့စပိန်နိုင်ငံမှာပေါ့နော်နိုင်ငံရေးရစီးပွားရေးရအမေရိကန်ကတားလွှတ်မိုးထားတာပါအဲ့ဒါကြတော့ဒီဂျူဘာပြည်သူတွေကပေါ့နော်ငါတို့စပိန်စီကလွတ်လပ်ရတာတော့ဟုတ်တယ်ဒါပေမဲ့ တကယ်ရောလွတ်မြောက်သွားပြီလားဗောနော်အမေရိကန်လက်အောက်များထပ်ပြီးတော့ရောက်နေလားဆိုပြီးတော့ဂျူဘာပြည်သူတွေကဗောနော်တွေးလာကြပါတယ်ခင်ဗျာအဲ့လိုနဲ့ဂျူဘာနိုင်ငံရဲ့ဒါတော်လိုင်းခေါင်းဆောင်ကြီးဗောနော်ကက်စတိုကနေပြီးတော့နိုင်ငံအာဏာကိုရရှိလာတဲ့အချိန်မှာတော့ပြည်သူပိုင်တိမ်းပါတယ်ခင်ဗျာအဲ့မှာဒီအမေရိကန်နိုင်ငံရဲ့လုပ်ငန်းရှင်အများအပြားထိခိုက်တာဗောအဲ့ဒီကကြတော့အမေရိကန်အစိုးရနဲ့အဆင်မပြေတော့ပါဘူး။ဒါပေမဲ့ဂျူဘာနိုင်ငံမှာကြတော့ဂျူဘာပြည်သူတွေကအားလုံးသဘောကျကြပါတယ်။အဲ့လိုဖြစ်ပြီးတဲ့အချိန်မှာဒီကက်စတိုကိုဟောတော့အမေရိကန်နေပြီးတော့ဒါဖြုတ်ချဖို့ကြိုးစားပါတယ်ခင်ဗျ။ဒါပေမဲ့ ဒီဂျူပါပီသူတွေကကြတော့ကက်စတိုတော်တော်လေးသဘောကျကြတာပါပြီးလို့ရှိရင်ဒီကက်စတိုကိုအမေကမကြိုက်တဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဂျူပါနိုင်ငံရဲ့ဒီနိုင်ငံကောင်းဆောင်တွေလုံပုံကင်ပုံတွေကကြတော့ကွန်မြူနီနဲ့တူနေအဲ့ကြောင့်မလို့သူနိုင်ငံသားမှာကွန်မြူနီနိုင်ငံတစ်ခုလာပြီးတည်ထောင်နေတာမျိုးတည်ရှိနေတာမျိုးကိုအမေကမလို့ရှင်ပါဘူးခင်ဗျာအဲ့ခါကျတော့ဂျူပါနိုင်ငံရဲ့ကောင်းဆောင်ဒီကက်စတိုနဲ့အဆင်မပြေလေဖြစ်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံပေါ့နော်အမေရိကန်လည်းပဲတိုက်ခိုက်ဖို့အတွက်ကြိုးစားလာတယ် ဂျူဟားနိုင်ငံလည်းပဲဒါသူကိုသူပေါ့နော်ခုခံဖို့အတွက်ပြင်ဆင်ရင်းနဲ့ဆိုဗီယက်နိုင်ငံမှာပါဝင်လာပါတယ်ခင်ဗျာအကြောင်းတော့ဒီအဒီချိန်တော့ပေါ့နော်ကမ္ဘာမှာဒါခေါင်းဆောင်နိုင်ငံအုပ်ချုပ်နေတာပါအမေရိကန်တစ်ဖက်မှာရှိတယ်ဆိုရင်ဆိုဗီယက်တစ်ဖက်မှာယက်တီပါတယ်ခင်ဗျာအဲ့တော့သူတို့နှစ်နိုင်ငံလုံးကလည်းပဲအဒီခေတ်အဲ့ဒီခါတော့ပေါ့နော်စီရီယာဤပညာအရာအပြိုင် နေတဲ့အချိန်ပါခင်ဗျာတခါလေလေကြားလို့ရှိရင်ဆိုဗီယက်တာဝါတာရှိတယ်တခါလေလေကြားလို့ရှိရင်လည်းပဲအမေရိကန်တာဝါတာရှိပါတယ်ပြောချင်တာအဲ့ဒီနှစ်နိုင်ငံလုံးအချိန်တော့ level 2ပါ ခေါင်းဆောင်နှစ်ယောက်ပေါ့နော်လုံးဝအလုံးတူတောက်တူသူမသားကိုမသားဆိုတဲ့အနေထားပါခင်ဗျာဒါပေမဲ့စစ်ရေးမှကြတော့အမေရိကန်နည်းနည်းလေးလက်ဦးလာတာရှိပါတယ်အဲ့ဒါကိုဆိုဗီယက်လုံးဝမကြိုက်ပါဘူးအဲ့ဒါပါလဲဆိုတော့ဒီဆိုဗီယက်နိုင်ငံသားမှာပေါ့နော်အမေရိကန်ကသူ့မဟာမိတ်နိုင်ငံတွေထားတယ်ပြီးလို့ရှိရင်သူ့ရဲ့တပ်ဖွဲ့တွေပေါ့နော်တော်ချတာပါဆိုဗီယက်နိုင်ငံကြီးတဲ့ခါကျတော့ဟာဒီအမေရိကန်နိုင်ငံသားမှာကျတော့ငါတို့တပ်ဖွဲ့တွေ မချထားနိုင်ဘူးဆိုတော့အမေရိကန်ကကြတော့ငါတို့နိုင်ငံသားမှာသူတို့တပ်ဖွဲ့လာချတာတကယ်တကယ်စစ်ဖြစ်ကြပြီဆိုလို့ရှိရင်ဆိုရဲတပန်းရှုံးနေတာပေါ့နော်အဲဒါကြတော့ဆိုရဲနိုင်ငံလည်းပဲအမေရိကန်နိုင်ငံသားမှာပေါ့နော်သူမဟာမိတ်နိုင်ငံတစ်ခုလိုချင်ပါတယ်ခင်ဗျအဲ့ဒီအချိန်မှာဂျူဘာနဲ့အမေရိကန်နဲ့အဆင်ပြေတဲ့ခါကြတော့ဆိုရဲနေပြီးတော့ဂျူဘာဘက်နဲ့ဝင်ကူညီပါတယ်အဲ့လိုမျိုးလဲဆိုရဲပေါ့နော်ဂျူဘာနိုင်ငံဘက်ကဝင်ကူညီရောပြဿနာပိုပြီးတော့ကြီးလာပါတယ်ခင်ဗျအရင်တော့တော့မှဒီချေချောက်ရုံအဆင်လောက်ပဲရှိတယ်အခုကကြတော့အမေရိကန်ကလုံးဝ တိမခံတော့ပါဘူးတကယ်လုံးရမယ်ဆိုတဲ့အနေအထားရောက်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်တုန်းကအမေရိကန်တွေရဲ့တွေးတဲ့ပုံကပေါ့နော်သူတို့ကဂျူဘာကိုမတိုက်ခိုက်ဘူးသူတို့ကဂျူဘာကိုမသိမ်းပိုက်ဘူးဆိုလို့ရှိရင်ဆိုဗီယက်ဂျူဘာနိုင်ငံကိုရောက်လာမယ်ဂျူဘာနိုင်ငံကိုလက်နက်ရေးထောက်ပံ့မယ်ပြီးလို့ရှိရင်သူတို့နိုင်ငံကဒီ နျူကလ িয়ার လက်နက်လက်ချမယ်ပြီးရင်ဆိုဗီယက်နိုင်ငံရဲ့တပ်ဖွဲ့တွေရောက်လာမယ်အဓိကကြရင်ပြဿနာပိုပြီးတော့ကြီးသွားနိုင်တယ်အဲ့တော့အမေရိကန်တွေးတဲ့ပုံကဆိုဗီယက်တွေမလာချင်းဘူးနော်မြန်မြန်ဆန်တိမ်းပိုင်းလိုက်ဖို့ကြံတာပါခင်ဗျာဒါပေမဲ့ဆိုဗီယက်တွေကအဲ့ဒီကြံအောင်ပြီးပါတယ်အဲ့တော့ဆိုဗီယက်တွေကလည်းပဲလက်နက်တွေကူညီပေးတဲ့အပြင်ကိုနျူကလ িয়ার ဒုံးကြီးပါလက်ချပေးတာပါအဲ့လိုဖြစ်လာတဲ့ခါကျတော့အမေရိကန်လည်းပဲဒီကျူဘာနိုင်ငံကပေါ့နော်တိမ်းပိုင်းမှာရအောင်မယ့်ဆိုတဲ့အနေအထားဖြစ်လာတယ်အဲ့မှာတစ်ဖက်ကဆိုဗီယက်ကလည်းပဲကဲမင်းတို့ တိမ်ပိုက်ရင်တိမ်ပိုက်ကြည့်မင်းတို့တိမ်ပိုက်တာနဲ့ငါတို့ကလည်းပဲဂျူပါပဲဝင်ကူးမယ်ပြီးမင်းတို့တိုက်ခိုက်မယ်ဆိုပြီးပြောတာတကယ်အင်အားကြီးတဲ့နိုင်ငံပေါ့နော်စည်ရီထိတ်လိုက်တွေ့ဖို့ဖြစ်လာပါတယ်နိုင်ငံလုံးကလည်းပဲတိုက်ဖို့အရင်သိပြင်ဆင်လာကြပါတယ်ခင်ဗျာဆိုတာအဲ့ဒီနိုင်ငံလုံးကနျူကလ িয়ার လက်နက်ပိုင်တာပါအဲ့လိုနျူကလ িয়ার လက်နက်ပိုင်တဲ့အတွက်ကြောင့်မလို့အရင်ဒုတိယကမ္ဘာစစ်ပထမကမ္ဘာစစ်လိုမျိုးပေါ့နော်နေရာကွက်ကွက်ကလေးပဲထိမှမဟုတ်ပါဘူးတကဘာလုံးပြည့်စည်အောင်နိုင်တာပါခင်ဗျာဆိုတော့ဥတန်ရဲ့ပထမတက်တက်မှာတော့အဲ့လိုမျိုး ဒီတတရကဘာစစ်ပေါ့နော်ဖြစ်သွားနိုင်နေဆိုတဲ့အနေအထားမျိုးနဲ့ကြုံတွေ့နေရပါတယ်ခင်ဗျာအဲ့လိုမျိုးအချိန်မှာဒါကုလသမဂ္ဂရဲ့ဂျာဝင်စီစဉ်မှုနဲ့ပေါ့နော်အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်ပြီးရင်ဆိုဗီယက်နိုင်ငံရဲ့ဒီနိုင်ငံရေးခေါင်းဆောင်တွေကပေါ့နော်လိမ္မာပါဆွနတ်ဆွာနဲ့ရှောင်ထွက်သွားတဲ့အတွက်ကြောင့်မို့လို့ဒီစစ်ပွဲကြီးကမဖြစ်လိုက်ပါဘူးခင်ဗျာ ဆိုတော့ပြောစရာတခုရှိတာပေါ့နော်မြန်မာတွေရဲ့အမြင်မှာဂျူပါပြဿနာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟာကုလသမဂ္ဂတွင်မှုကြောင့်အချင်းဥတန်ပေါ့နော်ဥတန်ကျေစုကြောင့်တတရားကဘာစစ်မဖြစ်လိုက်တာဆိုပြီးတော့မြန်မာတွေကနေပြီးတော့ဒါ ဂုံယူလေးရှိပါတယ်ခင်ဗျာဒါပေမဲ့ကဘာအမြင်မှာကျတော့အလိုမဟုတ်ပါဘူးဆိုဗီယက်နိုင်ငံရဲ့ဒီနိုင်ငံခေါင်းဆောင်တွေကပါနော်စစ်ဖြစ်လူစစ်စစ်အခြေအနေကိုပါနော်လိမ္မာပါနဲ့ဆိုကင်တွေလိုက်တဲ့အတွက်ကြောင့်မလို့တတိယကဘာစီမှာဖြစ်တာဆိုပြီးတော့မြင်လေးရှိပါတယ်ခင်ဗျာဒီမှာကျွန်တော်တခုပြောချင်တာကပါနော်ဘသူကမှန်လဲဆိုတာတက်ပါနော်အခုပြဿနာကိုကြည့်မယ်ဆိုရင်အမေရိကန်နဲ့ဆိုဗီယက်နိုင်ငံကသူတို့နှစ်နိုင်ငံလုံးကစင်တိုက်ချင်ပါဘာလို့လဲဆိုတော့သူတို့နှစ်နိုင်ငံတိုင်း နှစ်နိုင်ငံလုံးကနာပါပါပြီးနှစ်နိုင်ငံလုံးရဲ့စီအင်အားလည်းပဲပေါ့နော်တူမတာကူမတာအချင်းတွေပါခင်ဗျာ စစ်ဆိုတာတရားရောက်ကပေါ့နော်တစ်ဖက်ဖက်ကအပြတ်တက်နိုင်မယ်လို့ထင်ဝင်တိုက်တက်ပါတယ်ခင်ဗျာအဲ့လိုမျိုးတူမတာကူမတာပေါ့နော်နှစ်ဖက်လုံးနာမယ်ထင်လို့ရှိရင်တိုက်လို့မရှိပါဘူးရှောင်ရတာများပါတယ်ခင်ဗျာအခုပြဿနာလည်းအဲ့လိုမျိုးပါပဲဒါပေမဲ့ကိုကသူ့ကိုအရင်မလုပ်လို့ရှိရင် तू ကကိုအရင်ဆုံးမှာကြောက်ပြီးတော့ပေါ့နော်လက်မှုယူတဲ့အနေနဲ့ပေါ့နော်ဒါအရင်တိုက်ခိုက်တာမျိုးဖြစ်သွားတတ်ပါတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ပေါ့နော် ဂျားတွေကနေပြီးတော့တားပြီးမဲ့လူလိုပါတကယ်လို့ဘယ်သူမှမတားဘူးဆိုလို့ရှိရင်ငါမှမင်းကိုအရင်မလုပ်ရင်ငါ့ကိုမင်းအရင်ဆုံးမှာကြောက်လို့ဆိုပြီးတော့ဒါလုံမှုယူပြီးတော့တိုက်လိုက်တာမျိုးဖြစ်သွားနိုင်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာတကယ်လို့အဲ့ဒီနိုင်ငံကပေါ့နော်အမေရိကန်နဲ့ဆိုဗီယက်ကမင်းတန်းကနိုင်ငံတစ်ခုနဲ့တစ်ခုမရှိမရမယ်ဆိုပြီးတော့တွေးတာပြီးဆုံးဖြတ်တာပြီးမဖြစ်မနေတိုက်တော့မယ်ဆိုလို့ရှိရင်တော့ကုလသမဂ္ဂမကလို့ဘာကြီးပဲလာတတ်တာသူတို့ကတိုက်မှာပါပဲဒါပေမဲ့အခုပြဿနာကတော့အမေရိကန်ရောဆိုဗီယက်ရောစင်တိုက်ချင်းပါဘူး ပြီးတိတ်ခါရတိုက်ရတဲ့သဘောမျိုးဖြစ်နေပါတယ် တိုက်လို့ရှိရင်လည်းပဲနှစ်ယောက်လုံးအပြင်ဘောနော်တကဘာလုံးပျက်စီးသွားနိုင်ပါတယ်သူတို့နှစ်နိုင်ငံလုံးကနျူကလ িয়ার ပိုင်တဲ့အတွက်ကြောင့်မလို့တကဘာလုံးပျက်စီးသွားနိုင်ပါတယ်ခင်ဗျာကျူဘာအရေးကြီးကြည့်မယ်ဆိုလို့ရှိရင်အမေရိကန်နဲ့ဆိုဗီယက်ပုံမှာအဓိကမူတည်တယ်ဒါပေမဲ့ကုလသမဂ္ဂအပေါ်မှာလည်းပဲဂျာဂန်နှုံအရဆိုလို့ရှိရင်ဘောနော်အနေငယ်တော့ဒါတာယာမှုတက်ဆိုင်မှုရှိတယ်လို့ထင်ပါတယ်ခင်ဗျာဒါကတော့ဦးတန်းပထမတက်တန်းမှာကြုံတွေ့ရတဲ့ကျူဘာပြဿနာဘောနော်ခံမသိလို့ရှိရင်ဒါဦးတန်းလက်ထက်မှာတတရာကဘာစီကြီးဖြစ်သွားတယ်ပြီးရင်ဦးတန်းလက်ထက်မှာပဲကုလသမဂ္ဂဖွဲ့ချုပ်ကြီး ပျက်စီးသွားတယ်ဆိုတာမျိုးကတွေ့ပါလာမှာပါစစ်ဖြစ်ခင်ပေါ့နော်သူကစစ်မဖြစ်တဲ့ခါကျတော့သူလက်ထက်မှာဒီလိုပြဿနာတွေဖြစ်ခဲ့တယ်ဒါကြောင့်မလို့ဦးတန်းဂျေဆုရှိတယ်လို့ထင်တာလည်းပဲမားတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်ဖြစ်လို့ရှိရင်သူခံယူနေဖြစ်တယ်မခံယူနေဖြစ်စေသူလက်ထက်မှာစစ်ဖြစ်ခဲ့တယ်ဆိုရင်ဦးတန်းဆိုတဲ့နောင်မယ်ကအမဲဆက်ကြီးပါသွားမှာပါအခုသူလက်ထက်မှာစစ်မဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါဂုံစရာတစ်ခု ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ပထမတက်တက်မှာပဲနောက်ထပ်ပြဿနာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ Cyprus ဂျွန်ပေါ်မှာတူတူကီလူမျိုးနဲ့ဒါဂရိလူမျိုးတွေအများစုနေထိုင်ပါတယ်ဆိုတော့လူမျိုးမတူတဲ့အတွက်ကြောင့်မို့လို့ဒီ Cyprus ကတူတူကီတွေနဲ့ဒီ Cyprus ဂျွန်ပေါ်ကဂရိတွေကမတည့်ကြပါဘူးခင်ဗျာတူတူကီကကျတော့ကဲဒီဂျွန်ပေါ်ကငါတို့လူမျိုးတွေငါတို့ကကူညီမယ်ဆိုပြီးတော့တူတူကီကနေပြီးတော့ဟာ Cyprus ဂျွန်ပေါ်ကငါတို့ရဲ့လူမျိုးပါငါတို့ရဲ့မျိုးနွယ်တွေငါတို့ကူညီမယ်ကွာဆိုပြီးတော့ တူရကီကကူညီပါတယ်ခင်ဗျအဲ့လိုပဲဂရီးယားကြတော့လည်းဟာငါတို့ဂရီးလူမျိုးတွေရှိတယ်အဲ့ကြောင့်မို့ငါတို့ကလည်းပဲငါတို့ဂရီးလူမျိုးတွေအတွက်ကူညီမယ်ကွာဆိုပြီးတော့ဒီ Cyprus ဂျုံပေါ်မှာတူရကီနဲ့ ဂရီးနဲ့ပေါ့နော်အားပြိုင်မှုတွေလောက်လာကြပါတယ်ဒီ Cyprus ဆိုတဲ့ကျွန်းသီးသီးလေးပေါ်ကနေပြီးတော့နိုင်ငံတစ်ခုပါလာတယ်အဲ့ဒီနိုင်ငံတစ်ခုရဲ့နောက်မှာနောက်ထပ်အများကြီးပါလာနိုင်ပါတယ်ဘာဖြစ်လို့လဲတူရကီဆိုတာမွတ်စလင်နိုင်ငံပါအဲ့တော့မွတ်စလင်တွေပါလာမယ်ဒီဘက်ဂရီးကလည်းပဲသူ့နောက်ကနေပြီးတော့ဥရောပတိုက်ပါလာမယ်ဆိုလို့ရှိရင်ကဘာစစ်ကြီးဖြစ်သွားနိုင်ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီပြဿနာကိုလည်းပဲဒါကုလသမဂ္ဂငြင်းငြိမ်းတက်တွေဝင်ပြီးတော့ဒါဖြည့်ရှင်းပေးခဲ့ပါတယ်ခင်ဗျာဒီပြဿနာမှာကျတော့အဓိကပေါ့နော်ဥသက်ဖြည့်ရှင်းရတာပါ ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကဈေးလွှတ်မဲ့ငင်းငင်းတက်တွေကိုရွေးချယ်ရတာပါနိုင်ငံတိုင်းရွေးချယ်လို့မရပါဘူးဘာလို့ဆိုတော့ဒီမှာလူမျိုးပြဿနာဖြစ်နေတာပါတူတကီလူမျိုးတွေနဲ့ဂရီလူမျိုးတွေဖြစ်နေတော့ကြောင့်မလို့နိုင်ငံတိုင်းကပေါ့နော်ငင်းငင်းတက်တွေသွားလွှတ်ထည့်လို့မရပါဘူးအဲ့ဒီငင်းငင်းတက်ကိုပေါ့နော်တီချာချာရွေးချယ်ပြီးတော့လွှတ်ရတာပေါ့နော်ဆိုတော့ဦးတန်းဒီ Cyber Jump ပေါ်မှာတော့ဒါသူ့ရဲ့ အစမ်းစသူ့ရဲ့အရေးချင်းအများကြီးထုတ်ပြခွင့်ရခဲ့တဲ့နေရာလို့ပြောလို့ရတာပေါ့နော်နောက်ထပ်ပြဿနာတစ်ခုကကြတော့ဒီ side bread ရေညင်ပြီးတော့၃နှစ်လောက်ကြာပေါ့နော်ဒုတိယတက်တန်းမှာ RSA စစ်ပွဲဖြစ်ပါတယ်ခင်ဗျာ RSA 6ရက်စစ်ပွဲဆိုပြီးတာလည်းလူတိုင်းသိမှထင်ပါတယ်ခင်ဗျာစရီးနိုင်ငံနဲ့ဒီဘက်မှာကြတော့ဒီ RSA နိုင်ငံဖြစ်တဲ့အီဂျစ်နိုင်ငံ၊ဆီးရီးယားနိုင်ငံ၊ဂျော်ဒန်နိုင်ငံပေါ့နော်အဲဒီ၃နိုင်ငံနဲ့အစရီးနိုင်ငံတနိုင်ငံတိုက်ကြတာပါဒီစစ်ပွဲမှာကြတော့ဒါစိတ်ဝင်စားစရာကောင်းတာတွေအများကြီးရှိတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အစရီးနိုင်ငံကတိတိလေးပါလူဟိုက်နည်းနည်းလေးပါ အလုပ်နည်းနည်းလေးကတနိုင်ငံချင်းတိုက်ရတာမဟုတ်ပါဘူးသုံးနိုင်ငံကိုတိုက်ရတာပါအစရေတွေကတော့လက်အုပ်မှုယူပြီးတော့လေဓာတ်တွေဖျက်ဆီးပလိုက်တယ်အဲ့မှာလေဓာတ်တွေဖျက်ဆီးတဲ့နေရာမှာအစရေစစ်တပ်ကဘလောက်ကြီးတောင်မှထောက်လိုက်အားကောင်းလဲဆိုလို့ရှိရင်အမရန်သူနိုင်ငံတွေကလေရင်အတုတွေပြင်းမှတ်အတုပေါ်တော့အဲ့လိုတွေချတာပါတယ်ကောင်းငင်ကကြည့်လို့ရှိရင်အတုလားအစီလားဆိုတာမတဲခွဲပါဘူးဟိုလေရင်အတုတွေတင့်ကားအတုတွေချတာတော့ပေါ့နော်အဲ့တော့အစရေစစ်တပ်ကလေရင်နဲ့ဘုံလာကျတဲ့အချိန်မှာအတုတွေလုံးဝမကျဲသွားပါဘူးအစစ်တွေတက်တက်ကိုကျဲသွားတာပါအဲ့တော့ဘာဖြစ်လာလဲဆိုတော့ ဗရနိုင်ငံတွေကပေါ့နော်အစရီနိုင်ငံကဒီအတုနဲ့စစ်ကိုပေါ့နော်တည်တည်ချာခွဲပြီးတော့တိုက်တယ်အတုတွေလုံးဝမတိုက်တော့ပါဘူးအစစ်တွေပဲတိုက်သွားတာအထူးသဖြင့်ဒီအီဂျစ်နိုင်ငံကစစ်သားတွေရဲ့စိတ်ထဲမှာဟာအစရီစစ်တပ်ကဒီလောက်တော့မှတည်ငြားရတာငါတို့ဘာလို့လို့အစရီတွေတိနေမှာပဲအီဂျစ်စစ်သားတွေပုံမှာပေါ့နော်အတွေးဝင်လာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီအစရီစစ်သားတွေကိုအထင်ကြီးလာတယ်သူတို့ကသူတို့ကကျတော့ဒါအထင်သေးလာတယ်ဟာအစရီတွေငါတို့ဘာလို့လို့တိနေတယ်ငါတို့တိုက်ရင်လည်းပဲ ရှုံးမှလားမသိဘူးဆိုတော့အတိမ်ငယ်စိတ်တွေဝင်ပြီးတော့ရှုံးသွားတာပေါ့နော်ဒီစစ်ပွဲကတော့ဒါသတင်းနိုင်ငံထောက်လိုက်အရာဘလောက်ကောင်းလဲဆိုတာကိုခြားပြခွင့်ရလိုက်တဲ့အနေအထားတစ်ခုပေါ့နော်ဆိုတော့အဲ့ဒီစစ်ပွဲကတိတ်မကြလိုက်ဝင်းမြန်းစစပဲလေတပ်တွေမရှိတော့တဲ့အီဂျစ်တို့စီရာတို့ဂျော်ဒန်တို့ပေါ့နော်အစ်စရီးနိုင်ငံနေပြည်တော်မြောက်တိတ်ပိုက်ပါတယ်ခင်ဗျာအဲ့ဒါကိုအဲ့တိုင်းထားရမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာပေါ့နော်ဒီအာရုံနိုင်ငံဆိုတော့အများကြီးပါအကြီးကြီးပါအာရုံလူမျိုးတွေကလည်းအများကြီးပဲတခြားနောက်နိုင်ငံတွေမှာပါလာမယ်ဆိုလို့ရှိရင်အစ်စရီးနောက်မှာပေါ့နော်ဒီဥရောပနိုင်ငံတွေနဲ့အမေရိကန်ရှိတဲ့ဆိုပေမဲ့ ကြာလိုက်ဘယ်လိုမှရင်ဆိုင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီခါကျတော့ကုလသမဂ္ဂကနေပြီးဈာဝင်ဖြည့်ရှင်းဖို့လိုအပ်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့အစရိကတိမ့်ပိုက်ထားတဲ့နေမြေတွေကိုပြန်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအာရဏနိုင်ငံတွေကအကျဉ်းသက်သွားနိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့အစရိနဲ့ဒါအာရဏကြားပါညှိနိုင်ဖို့တော့ပေါ့နော်ဒါကုလသမဂ္ဂငြင်းငြိမ်းတိုက်လွတ်ပေးရတယ်အဲ့မှလည်းပဲဒါမပြေမလည်မှုတွေငင်းပွားမှုတွေကတော့အများကြီးရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့နေရာတွေကျတော့ SR နိုင်ငံကဒီနေ့အထိပေါ့နော်ထိန်းချုပ်ထားတာတွေရှိတယ်တချို့နေရာတွေကျတော့ပြန်ပေးလိုက်တာတွေရှိတယ်ဆိုပေမဲ့ ဒါအာရနိုင်ငံတွေကြားမှာတော့မကျေမနပ်မှုတွေအခုချင်းနေရှိနေသေးပါပဲခင်ဗျာဒါကလည်းပဲကုလသမဂ္ဂနေကျင်းတက်တွေဆီလှုပ်ပြီးတော့ဖြည့်ရှင်းခဲ့ရတဲ့အကြောင်းအရာတွေတခုပါပဲခင်ဗျာဆိုတော့ဒါကလည်းပဲဥတန်လက်ထက်မှာဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဥတန်နဲ့ဘလို့ပဲမဆိုင်ဘူးပြောပြောရာခိုင်တော့အနေငယ်တော့တရားမှုရှိမှာ တက်ဆိုင်မှာအမှန်ပဲပေါ့နော်ဆိုတော့နောက်ထပ်ပြဿနာတစ်ခုပါနောက်ထပ်ပြဿနာတစ်ခုကတော့ကျွန်တော်တို့ရှေ့တောင်အာရှဒေသမှာဖြစ်တာပါခင်ဗျာတနအိုင်အစားကတော့အင်ဒိုနီးရှားနိုင်ငံဆိုတာကဒီ death colony နေမြေပါဒါပေမဲ့လွတ်လပ်ရေးပေးတဲ့အချိန်မှာဒီအနောက်အီရီယန်ကျွန်းကိုကြတော့ဒီ death တွေကကြတာပေါ့နော်တီးကြလွတ်လပ်ရေးပေးခြင်းပါလေခင်ဗျာအဲ့ဒါကိုဒီအင်ဒိုနီးရှားလုံးဝလက်မခံပါဘူးဘာလို့ဆိုအနောက်အီရီယန်လည်းပဲအင်ဒိုနီးရှားပေါ့နော်သူတို့နေမြေတွေကိုထည့်ခြင်းတာပါဒါပေမဲ့ဒီ death တွေကြတော့အဲ့လိုမဟုတ်ပါဘူးသူတို့ကကြတော့ဒီအနောက်အီရီယန်ကို တီချာလွတ်လပ်ပြီးချင်တာပါဆိုတော့အနောက်အီဒီယန်ကျွန်းစရာဘယ်နေရာမှာရှိလဲဆိုတော့ပါပူရာနီယူကီနီနိုင်ငံနဲ့တကျွန်းနဲ့ပဲပေါ့နော်သူကကြတော့ တော့အဲ့ဒီဂျုံမှဖြစ်တာပါခင်ဗျာအဒီပြဿနာကလည်းပဲဒါ dusty နဲ့ indonesia စစ်တပ်နဲ့ပေါ့နော်အမြဲတမ်းတိုက်ခိုက်နေကြတာအဲ့ဒီကိစ္စကိုလည်းပဲကုလသမဂ္ဂကနေဝင်လာပြီးတော့ okay အဲ့ဒီဂျုံသားတွေပေါ့နော်ကုလသမဂ္ဂကနေပြီးတော့ indonesia နဲ့ပေါင်းမလားတီကြလွတ်လပ်ရေးယူမလားဆိုပြီးတော့ပြည်လုံးကျွတ်ဆန္ဒခန့်ယူပွဲပုံစံမျိုးလုပ်ပေးတယ်ပေါ့နော်နောက်ပိုင်းမှာတော့ဒါ indonesia နဲ့ပေါင်းမဲ့ပတ်ချံနိုင်သွားတဲ့တော့ကြောင့်မို့လို့နောက် indian ဂျုံကတော့ indonesia နဲ့ပေါင်းသွားပါတယ်ခင်ဗျာနောက်ထပ်ပြဿနာတစ်ခုကတော့ business ရေးပါခင်ဗျာဘာဖြစ်လို့လဲဆိုတော့ business အောင်ပေါ့နော်အမေရိကန်နေတိုင်းဘုံကျဲနေတာတွေဒီလိုကျူးကျော် ုံတိုက်ခိုင်းနေတာတွေကိုဥတန်းသဘောမကျပါဘူးအဲ့ဒါဥတန်းဝေဖန်ပါလားအဲ့ဒါအမေရိကန်လောကမကြိုက်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့ကုလသမဂ္ဂလို့အဖွဲ့ကြီးကအဲ့ဒီအဖွဲ့ကြီးရဲ့ခေါင်းဆောင်တယောက်ကမထောက်ခံရတာမှာပေါ့နော်ဒီဝေဖန်တာမျိုးဆုံးချတာမျိုးမလုပ်စည်းချင်ပါဘူးအမေရိကန်ကြတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲဒါဥတန်းတဲ့အမေရိကန်ကြားမှာပေါ့နော်တော်တော်လေးမကြည်မလင်မှုတွေဖြစ်ခဲ့ပါတယ်ခင်ဗျာဒီပြဿနာတွေကတော့ဒါဥတန်းလက်ထက်မှာကြုံတွေ့ခဲ့ရတဲ့ပြဿနာကြီးတွေပါခင်ဗျာဆိုတော့တခြားသောဒီသူလက်ထက်မှာဖြစ်နေတဲ့စစ်ပွဲတွေ ပြဿနာတွေအများကြီးရှိတယ်ဆိုပေမဲ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဦးတန်ဘာကြောင့်ဖြစ်လာလဲဆိုတာနဲ့အရေးကြီးတဲ့အကြောင်းအရာတွေပေါ့နော်တိထားသိနေဆိုတဲ့အကြောင်းအရာလေးတွေကိုပဲကျွန်တော်ယူပြီးပြောပြတာပါခင်ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်ဦးတန်ကုလသမဂ္ဂတွင်မှုချုပ်ဖြစ်ပြီးတဲ့ကာလပေါ့နော်ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ခင်ဗျာဦးတန်အကြောင်းပြန်ဆရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံထဲမှာဒီကျောင်းဆရာဘဝဒီနိုင်ငံရေးသမားဘဝနောက်တစ်ခါမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဒါ၄နှစ်တာဝန်ထမ်းဆောင်တယ်ပြီးလို့ရှိရင်ကုလသမဂ္ဂတွင်မှုချုပ်ရာထူးကို1900 62ခုနှစ်ကနေပြီးတော့1980နဲ့တခုနှစ်ထိပေါ့နော်တာဝန်ထမ်းဆောင်ပြီးတော့အနာယူသွားပါတယ်အနာယူတယ်ဆိုပေမဲ့သူငငယ်တုန်းကဖြစ်ချင်းခဲ့တဲ့ဆန္ဒလေးကိုအကောင့်ထွေးပို့ဖို့အတွက်အနာယူသွားတာပါအဲ့ဒါတော့စာရေးဆရာပါခင်ဗျာသူဘဝမှာအခုဆိုရင်အတွေ့အကြုံတွေကအများကြီးရှိနေပြီသူစာအေးအေးဆေးဆေးရေးပြီးတော့နေမယ်ဆိုပြီးတော့အမေရိကန်မှာနေတာပေါ့နော်ဆိုတော့အမေရိကန်မှာစာရင်းနေပေါ့နော်1984ခုနှစ်မှာတော့ဒီပစာမှာပေါ့နော်အနာတစ်ခုပေါက်လာရနေပြီးတော့ အဲ့ဒီအနာကင်ဆာဖြစ်ပါတယ်ခင်ဗျာဗဇက်ကင်ဆာကနေပြီးတော့ပွားပြီးတော့ဒီလက်ချောင်းပွားလာတာပေါ့နော်အဲ့ဒီခန့်နေပြီးတော့စေကူတာမှုခံယူနေတဲ့အချိန်မှာပဲကိုခံအားနည်းနေတဲ့ဥတန်ပေါ့နော်အဆိုးယောဂါနေပဲကွယ်လွန်သွားတာပေါ့နော်ဆိုတော့ကင်ဆာယောဂါနဲ့ကွယ်လွန်နေလို့ပြောလို့ရတယ်လို့အဆိုးယောဂါနဲ့ကွယ်လွန်နေလို့လည်းပြောလို့ရတာပေါ့နော်အမှန်ပေါ့နော်အဲမေးစရာတွေးစရာလေးပြီးရင်နောက်ကွယ်ကအကြောင်းအရာလေးတွေကျန်နေပါတယ်အဲ့ဒါကဘာလဲဆိုတော့သူကမြန်မာပြည်တိတ်ချစ်တဲ့လူပါ မြန်မာပြည်ကိုလည်းစာရေးတဲ့အချိန်မှာပေါ့နော်သူမြန်မာပြည်ကိုပြန်ကျင်ကြောင်းသူစာတွေရေးလေးရှိပါတယ်မြန်မာပြည်ကမိတ်ဆွေတွေနဲ့ပေါ့နော်အမဘာဖြစ်လို့မပြန်လာလဲပေါ့နော်အဲ့ဒါတော်တော်လေးမေးခွန်းထုတ်စရာပါခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကွယ်လွန်သွားပြီးနောက်ပိုင်းမှာပေါ့နော်သူအလောင်းမြန်မာပြည်ရောက်လာတဲ့အချိန်မှာလည်းပဲအချိန်ကအာနာရှင်ဦးနေဝင်ကနေပြီးတော့သူလက်အောက်မှာရှိတဲ့ဒါစစ်ပိုးတွေအကြီးအကဲတွေပေါ့နော်သူတို့ရောပြည်သူတွေရောကဒီဥတ္တံကြတော့နိုင်ငံတော်စာဖနာလုပ်ပြီးမှပဲထင်ပါတယ်စီစဉ်ထားကြပြီးပါပြီဒါပေမဲ့ဦးနေဝင်ကနေပြီးတော့မင်းတို့လှုပ်ချင်လှုပ်กว่าငါမလှုပ်ဘူးဆိုပြီးတော့ ဒီပွဲဖျက်လိုက်ပါပါခင်ဗျာဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဦးတန်းနဲ့နေဝင်ရဲ့ဂျာမာပြဿနာတစ်ခုခုရှိနေနိုင်ပါတယ်တရားဝင်အားဖြစ်တော့ဘယ်သူမှမသိပါဘူးသူတို့နှစ်ယောက်ဂျာမာတော့ရှိနေမှသိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဦးတန်းကလည်းပဲမြမဖီကိုပြန်ကျင်ရဲ့အသားနဲ့မပြောင်းဘူးပြီးရင်သူအမေရိကန်မှာနေရတာကြတော့ဗောနော်ဒီပင်စင်လားစာရတယ်ဆိုမှအဲ့ဒီပင်စင်လားစာမှာဝင်ငွေကုန်ကလည်းဖြတ်ပါတယ်ခင်ဗျာသူရတဲ့လားစာလေးကကြတော့တခြားဈေးစကားတွေနဲ့သူတို့ ငွေကြီးမပြည့်မလည်မှုဖြစ်တာပေါ့နော်အားကြောင့်မလို့ဒီသူ့ကိုမက္ကဆီကိုနိုင်ငံတို့ဆွစ်ဇာလန်နိုင်ငံတို့အင်္ဂလန်နိုင်ငံတို့ကနေပြီးတော့သူ့လက်နေဖို့ပေါ့နော်ကန့်လန့်ပါတယ်ခင်ဗျသူကတော့မနေဘူးပေါ့နော်အမေရိကန်မှာပဲနေပါတယ်သူကွယ်လွန်ပြီးတဲ့အချိန်ပေါ့နော်သူ့လောင်မြန်မာပြည်ရောက်လာပြီးတဲ့အချိန်မှာလည်းပဲဒါဥတန်ရေခင်းဖြစ်ပါတယ်ခင်ဗျဥတန်ရေခင်းကြောင်းတော့ဒါဗီဒီယိုတစ်ခုနေနေပေါ့နော်နောက်ပိုင်းကျွန်တော် တင်ပေးပြမယ်လို့ထင်ပါတယ်ခင်ဗျာအခုဗီဒီယိုကြည့်ပြီးဆိုလို့ရှိရင်တော့ဥတ္တဘာကြောင့်အတွင်းမှုချုပ်ဖြစ်လာရလဲဆိုတာပေါ့နော်ခြုံပြီးတော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်သူမိဘပြီးသူပန်းဝန်ကျင်သူ့ရဲ့ခေပြီးသူဖြတ်တန်းခဲ့ရတဲ့နိုင်ငံရေးပေါ့နော်ပြီးကိုယ်တိုင်ကအခြေချင်းရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုနေရာကိုရောက်လာတာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကဥတ္တမဖြစ်နိုင်တော့ပါဘူးဒါပေမဲ့ဥဖိုးနှစ်လုံးမျိုးဖေးကောင်းအမွေကောင်းတွေပေးခဲ့နိုင်တဲ့ ဖခင်မျိုးဖြစ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီလိုမျိုးထင်ရှားတဲ့လူတွေအကြောင်းပေါ့နော်ကျွန်တော်ဖတ်လို့ရှိရင်အသေးအံလိုက်ရှာတာတခုရှိပါတယ်အဲ့ဒါကတော့ तू ဘာကြောင့်တလူဖြစ်လာလဲ तू နောက်ကွယ်မှာဘယ်လိုရှိနေတာလဲဆိုတာကိုကျွန်တော်ရှာတာပါဥပမာဆိုလို့ရှိရင်ဒါ receive bank ကိုဆိုလို့ရှိရင် तू နောက်မှာသူ့ရဲ့ညီတီကိုရှိပါတယ်နောက်တစ်ခါဘူကြောင့်ဆန်းအောင်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူ့ရဲ့နောက်မှာပေါ့နော်ဥပါဝင်လိုမျိုးအကိုကောင်းနေရှိပါတယ်ခင်ဗျာအဲ့လိုတော်တဲ့လူတွေရဲ့နောက်မှာထူးချွန်တဲ့လူတယောက်ဖြစ်လာဖို့တော့ပေါ့နော်သူတို့ရဲ့နောက်မှာလူတယောက်ရှိနေတတ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေက ဘန်ကိုမဖြစ်နိုင်ပါဘူး။ဥတန်းမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ TO လိုမျိုးညီဖြစ်လို့ရပါတယ်။ဥတန်းရဲ့အဖေ UFO နှင်းလိုမျိုးအဖေကောင်းတစ်ယောက်ဖြစ်လို့ရပါတယ်ခင်ဗျာ။ဆိုတော့ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ထင်မြင်ချက်တွေအများကြီးထိတာအတွက်ကြောင့်မလို့အာတချို့အရာတွေကြာရင်လက်ခံလို့ရမှာလက်ခံပါခင်ဗျာ။တချို့အရာကြာရင်လည်းပဲကိုယ်နဲ့အသုံးဝင်ဘူးလက်ခံလို့မရဘူးဆိုရင်ပဲနော်။ပယ်လိုက်ပါခင်ဗျာ။ဗီဒီယိုလေးကိုဆုံးထိပါတော့။ကြည့်ရှုပေးသူအားလုံးကျေးဇူးရှင်တင်ပါတယ်ခင်ဗျာ။နောက်ပြန်မှပြန်လေးဆုံးပြပါမယ်။